ူရီဖန်နီးခဲ့တဲ့ program ကို AI နဲ့သာတက်ရှိတယောက်လိုတွေးခေါ်တတ်သွားခဲ့ရင်1989ညတညမှာ Anguan Video Game Company ကြီးရဲ့ CEO ဥက္ကဋ္ဌတယောက်ဖြစ်တဲ့ Kevin Flynn ဟာ Computer စနစ်တွေထဲမှာပါတဲ့ Grip လို့ခေါ်တဲ့ကွန်ရက်တွေရဲ့လုံးလုံးပုံကိုလေ့လာရင်လူကိုယ်တိုင် Grip ထဲဝင်သွားနိုင်တဲ့ Game စနစ်တစ်ခုတီထွင်နိုင်ခဲ့တဲ့အကြောင်းအဲ့ရဝင်ပုံမြင်တဲ့ပုံလို့သူသား Sam Flynn ကိုပြောပြနေခဲ့ပါတယ်။နောက်တော့ Sam ကိုနောက်တစ်နေ့ကျရင်သူနဲ့အတူ Grip ထဲက Game ဘာကြီးရဲ့အလဲခေါ်သွားမယ်လို့ပြောပြီးအထဲမှာသူဖန်တီးထားတဲ့ Game ဆက်ကောင်ရုပ်လေးတွေပေးကား ဂိမ်းယုံမှာကစားဖို့အကျွေးစီလေးတွေပေးခဲ့ရင်အိတ်ခိုင်းခဲ့ပါတယ်။ဆမ်လည်းသူ့ဖေလုံးစီထွက်သွားတော့ကိုငေးကြည့်ရင်ဒါဟာသူ့အတွက်နောက်ဆုံးတွေ့ဆုံခြင်းဆိုတာမသိခဲ့ပါဘူး။အိန်းနေညမှာပဲကေဗင်ဖလင်းပျောက်ဆုံးသွားပြီးဘာတင်လို့စားချီရလဲရမှမကြံငယ်ပဲရုတ်တရက်ပျောက်ကွယ်သွားတာကြောင့်တရင်ထဏာတိုင်းရဲ့ခေါင်းစည်းတရင်တစ်ခုဖြစ်သွားခဲ့ပါတယ်။ကေဗင်ဖလင်းဟာ1982ခုနှစ်မှာအန်ကွမ်ဗီဒီယိုဂိမ်းကုမ္ပဏီကိုလွှဲပြောင်းဆက်ခံခဲ့ပြီးအောင်မြင်လာခဲ့ရတာကနေ85ခုနှစ်မှာတော့သူမိမတေဆုံးသွားခဲ့တာကြောင့်မီဒီဆိုလေးဆမ်ကိုပဲအချစ်တေပိုကယူဆိုင်ခဲ့ပါတယ်။ လက်ရှိချိန်မှာလည်းကေဗင်ကရုတ်တရက်ပျောက်သွားတာကြောင့်ကုမ္ပဏီရဲ့ရှယ်ယာဈေးကွက်တွေတည်ငြိမ်အောင်ဘိုးဖွဲ့ဝင်ကသူ့တငယ်ချင်းအဲလန်ဘရက်ဒလီကိုလွှဲပြောင်းတာဝန်ယူခံခဲ့ပါတယ်။ကေဗင်ရဲ့အဓိကရည်မှန်းချက်ဖြစ်တဲ့ဂိမ်းကဘာတွေကနေဒီဂျစ်တယ်လူသားတွေဖန်တီးနိုင်မှုဆိုတာကိုပြည်သူ့ရှေ့ချပြပြောဆိုခဲ့ပြီးမှရုတ်တရက်ပျောက်ဆုံးသွားတာကြောင့်ထွက်ပြေးသွားရလားဘာညာဆိုတဲ့ကောလာဟလတွေဘောင်းဆောင်လဲထွက်နေခဲ့ပေမဲ့ကေဗင်ရဲ့တစ္ဆာကန်တပည့်တွေကလည်းတနည်းပြောင်းလာမယ်ဆိုတဲ့မျှော်လင့်ချက်ကိုမစွန့်လွတ်နိုင်ခဲ့ကြပါဘူး။ကုမ္ပဏီရဲ့ဈေးကွက်တည်ငြိမ်မှုကိုလေးထားပြီးဘိုးဖွဲ့ဝင်တွေဟာကေဗင်ရဲ့ရရကိုစက္ကန့်မှုဆံမဟာလဲငယ်လွန်းနေသေးတာကြောင့် ရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်ပေထားပေးခဲ့က Bradley ကိုပဲ CEO ဖြစ်ရွေးချယ်ခဲ့ကြပါတယ်။ Sam Lee ဟာလည်းကလေးရွယ်မှာမိခင်ရောဖခင်ရောဆုံးရှုံးလိုက်ရတာကြောင့်အဖိုးဘွားတွေနဲ့သာအတူတူနေနေပေမဲ့သူဝါသနာပါတဲ့နေပညာတွေကိုလေ့လာပြီးသူ့အဖေပြောင်းလာမယ့်နေ့ကိုမျှော်ရင်းနဲ့စိုးသွမ်းတဲ့ကလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အဖိုးဘွားတွေဆုံးဖားသွားတဲ့အခါမှာတော့တယောက်တည်းပဲသူ့ရဲ့နေပညာတွေနဲ့တူနေထိုင်ရင်အန်ကွန်ကုမ္ပဏီရဲ့လုံဆောင်ချက်တွေဟာသူ့အဖေစိတ်ကူးထားတဲ့လွဲချော်ရာအမြင်နှောက်ယှက်နေခဲ့ပါတယ်။ခုချိန်မှလည်းအရွယ်ရောက်လာတဲ့ဆမ်ဟာ ုမ္ပဏီကနေပညာတခုကိုပြည်သူတွေအလကားသုံးလို့ရအောင်ပေးပဲရောင်းစားဖို့စီစဉ်နေတာသိပြီးအဲ့ဒီနေပညာကိုခိုးယူကအလကားဖြန့်ဝေဖို့စူးစမ်းနေခဲ့ပါတယ်။ကေဗင်စိတ်ကူးခဲ့တဲ့ grip game ပါကြီးထဲမှာတပြားပြစ်တိုက်ခိုက်ပွဲတွေဆိုင်ကယ်စီးချင်းထိုးပွဲတွေပါနေတယ်လို့ကလေးဘွားတွေကကြားလာခဲ့ရတာကြောင့်ဆံပြောင်လဲဆိုင်ကယ်ကိုယူမှုစွဲလန်းလာခဲ့ပြီးရင်းနေရတဲ့လက်ကနေလို့အောင်မောင်းပြေးနိုင်တာကိုဂုံယူစရာတခုလိုအမြဲလုပ်လေရှိပါတယ်။ရဲရီလက်ကလွတ်တာနဲ့ကုမ္ပဏီရဲ့နေပညာပင်မဆာဗာတွေထားတဲ့အဆောက်အုံစီရောက်တဲ့အခါ ေပညာမေတကားတွေဟာတူးတက်တော့ကလေးစားစရာလိုဖြစ်နေပြီးအသားအရာလေးပဲဟက်ကအထဲအထိဝင်လာခဲ့လိုက်ပါတယ်။ကုမ္ပဏီမှာလည်းအယ်လန်ရဲ့ဥဆောင်မှုနဲ့တိုးတက်မှုမရှိလို့ရစ်ချက်မီကီကိုဥက္ကဋ္ဌရာလိုလွှဲပေးခဲ့ရပြီးနှစ်ကုန်တိုင်းထုတ်နေကြ software အသစ်ကိုညတကောင်ချိန်မှာ store ဈေးကွက်ထဲဖြန့်ချီတော့မှာမို့အစည်းအဝေးလောက်က software အသစ်ကြောင့်ဆွေးနွေးနေခဲ့ကြပါတယ်။ဆယ်နှစ်ခုမြောက်ထူး software အသစ်တစ်ခုဖြန့်ချီတော့မှာမို့အတေကတာဝန်ယူဖန်နေခဲ့တဲ့ဒီဇိုင်းပညာရှင် Edward Dillinger ကလည်းသူ့ရဲ့တီထွင်မှုဟာလုံခြုံရေးအမြင့်ဆုံးသုံးထားတဲ့အကြောင်းရှင်းပြပြီး စတိုရဲစားဖြတ်လိုက်ပြီဆိုတာနဲ့သူရဲ့အန်ကွန်စတိုဈေးကွာ24/7 Lebetto မဲ့ကြောင်းတင်ပြနေခဲ့ပါတယ်။ဘိုးဖွဲ့ဝင်တယောက်ဖြစ်တဲ့အဲလန်ကတော့ကေဗင်နဲ့စိတ်တူကိုယ်တူတငယ်ချင်းတယောက်ဖြစ်တာမို့ game software ကို free ပေးဖို့ကြောင်းပြောတဲ့အခါဒလင်ဂျာကလက်မခံမဲနဲ့သူတို့ကုမ္ပဏီရဲ့ free ပေးတဲ့စနစ်ဟာကေဗင်နဲ့တူပျောက်ကွယ်သွားပြီလို့ပြောလိုက်တာကြောင့်ဝင်မျက်နှာတစ်ခုနဲ့ပဲဘိုးဖွဲ့ဝင်တွေကလက်ခံလိုက်ကြပါတယ်။အဲဒီချိန်ဆမ်ကလည်းအထက်ရောက်တာနဲ့ CCTV တွေကိုစနစ်ကြရှောင်ကွင်းပြီးတော့အစည်းအဝေးခန်းရှိကောင်နေဖြတ်ကပင်မဆာဘာခန်းစီရောက်သွားတဲ့အခါမှာတော့ ောက်ခြေကလေဆာလုံးကျွေးမြင့်ကိုသတိမထားမိပဲဖြန်းနှင်းသွားတာကြောင့်စောင်းကြည့်ဝန်ထမ်းလုံးကျွေးလည်းသူရောက်နေတာကိုသတိထားမိသွားခဲ့ပါတယ်။ဆမ်ကတော့ software message စနစ်ရဲ့ server ဘုံးကနေကုမ္ပဏီကမဖြန့်ဝေခင်အချိန်မီ data တွေ download ဆွဲပြီးတော့ internet porting ကသုံးဆွဲသူအကုန်လုံးကိုဓာတ်ရိုက် free ပေးဖို့စီစဉ်ထားခဲ့တာပါ။လုံးကျွေးဝန်ထမ်းက server ရဲ့ကိုရောက်လာတဲ့အခါဆမ်လည်းသူလုံးစရာရှိတာတွေပြီးသွားပြီမို့ထွက်ပြေးသွားခဲ့ကစွန်စားကန်းနေကြိုက်တဲ့သူ့အကျင့်တိုင်း commodity တက်ပြေးသွားခဲ့ပါတယ်။အစည်းဝေးကန်းတဲ့ကလူတွေဟာလည်းသူတို့အာယုံနဲ့သူတို့မှုအပြင်ဘက်ကိုသတိမထားမိပဲ။ software ရဲ့လုံခြုံရေးအစင်းမြင့်တဲ့အကြောင်းတွေရှင်းပြပြီး data တွေဖွင့်လိုက်တဲ့အခါမှာစံမြက်ခွေးလေးဗီဒီယိုပေါ်လာတာတွေ့လိုက်ရတာကြောင့်အကုန်လုံးလဲပြာရာခတ်သွားခဲ့ကအမြန်ဆုံးပြန်ဆဲဖို့အသေးအတန်စူးစမ်းနေကြပေမဲ့ online ပေါ်မှာပြန်သွားပြီမို့အချိန်လွန်သွားခဲ့ပါပြီ Richard လည်းသူတို့စူးစမ်းခဲ့တဲ့မြောက်ကိုအလကားပြန်သွားလို့စိတ်ဒိုနေခဲ့ပေမဲ့ Dillinger ကတော့သူတို့ကုမ္ပဏီကတမင်တက်တဲ့ free ပေးဖို့စီစဉ်ထားခဲ့တယ်ဆိုပြီး media receipt တင်ပြန့်ဖို့စီစဉ်လာရပါတယ်ဇမ်ကလည်းမိုးပေါ်ကနေသူ့ဖေထောင်းခဲ့တဲ့ကုမ္ပဏီကြီးကိုကြည့်ရင်းနဲ့ လုံချိုရင်းဝင်နဲ့ရောက်လာတော့မှတခိုးမော်ပဲကုမ္ပဏီရဲ့ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသူဖြစ်ကြောင်းပြောပြကာလေဒီနဲ့ခုံစင်းထွက်ပြေးသွားခဲ့ပါတယ်။အောက်ရောက်တဲ့အခါစွန်စားကန်ဖွင့်ရတာအပြုံးလုံးပြီးလေဒီနဲ့ဓာတ်တိုင်မှာချိတ်နေခြင်းလုံချိုရင်းတွေရောရဲတွေပါဝိုင်းလိုက်လာကြတာကြောင့်နောက်ဆုံးတော့ပြေးမလို့ပဲအဖမ်းခံလာရပါတယ်။ဒါပေမဲ့လည်းကေဗင်ဖလိမျိုးဆက်ရဲ့ဂုံနဲ့ပဲဒဏ်ငွေဆောင်ပြီးညာရင်းချင်းပြန်လွတ်လာကသူတယောက်ထဲနေတဲ့ကွန်တိန်နာအိမ်လေးစီကိုရောက်လာခဲ့ပါတယ်။သူ့အိမ်ထဲဝင်လာတဲ့ခွေးလေးကိုအစာကျွေးပြီးတော့သူ့ထက်ရင်ကြိုရောက်နေတဲ့အဲလန်ကိုလာရင်ကိစ္စဒဲပဲမေးလိုက်တာကြောင့် သူဒီနေ့ညလုံးခဲ့တာတွေပဲနှစ်တိုင်းလုံးနေအောင်မလားလို့မေးလိုက်ပါတယ်။ကုမ္ပဏီဘုတ်ဖွဲ့ဝင်တွေကတော့သူသာပေးတယ်လေလွင့်နေတယ်။ကုမ္ပဏီကိုသူတို့ပဲချုပ်ကင်ထားနိုင်နေဖြစ်နေတာကြောင့်ဘာမှပြဿနာကြီးကြီးမားမားမရှာပေမဲ့အဲလန်ကတော့သူသားလို့ချရတဲ့ဆမ်ကိုတည်တည်ငြိမ်ငြိမ်နဲ့ကုမ္ပဏီကိုကေဗင်ရဲ့ရွေးချယ်တိုင်းပြန်ဦးစီးစေခြင်းနေခဲ့တာပါ။ဒါမှလည်းဆမ်ကအတိုက်ခံလို့ရမှာတွေကိုစိတ်ဝင်စားတာကြောင့်မတိုက်တွန်းတော့ပဲသူ့ရဲ့ပေကြော်လေးကိုပိတ်ထားတာကြာနေပြီဖြစ်တဲ့ကေဗင်ရဲ့ဂိမ်းကစားရုံလိပ်စာနဲ့မက်ဆေ့ချ်ဝင်လာတဲ့အကြောင်းကိုပြောပြပြီး ကေဗင်ကတကယ်မသေးပဲသူတို့မျော်လင့်ထားခဲ့တယ်လို့ပြန်ပေါ်လာတာဖြစ်မလားဆိုတဲ့အကြောင်းကိုတိုင်ပင်နေခဲ့ပါတယ်။နှစ်တေတော်ကြလာလို့သူတို့ရွေရောက်နေပြီမို့ဇမ်ကတော့သူ့အဖေကိုစောင့်မျှော်နေရတဲ့ခံစားချက်ကိုညည်းငွေ့လာနေပြီ။မမျော်လင့်ကျင်တော့တဲ့အကြောင်းနဲ့ကုလူနိပညာခေတ်ထိပေကြားသုံးနေတဲ့အဲလန်ကိုစအနောက်လိုက်တဲ့အခါကေဗင်မပြောခင်နှညာဆက်တိုင်သူ့ရှီရောက်လာကစိတ်ကူးသမျှအောင်မြင်တဲ့အကြောင်းတွေပြောပြခဲ့တဲ့အပြင်ဘယ်ချိန်မှဖြစ်ဖြစ်ပေကြားကိုလက်ထဲကမချဖို့မှာခဲ့လို့သူကိုင်နေသေးတဲ့အကြောင်းကိုပြန်ရှင်းပြလိုက်ပါတယ်။နောက်တော့ကေဗင်ရဲ့ message ကိုသူသွားမကြည့်တော့ပဲ။ ဆမ်ကိုရိုင်းမဲသွားစုံစမ်းကြည့်တင်တယ်လို့ပြောပြီးတော့ကစားရုံတော့ပေးခဲ့တာပြန်ထွက်သွားခဲ့ပါတယ်။ဆမ်ကလည်းပြင်ပမှသာဘလို့ပဲမမျော်လင့်တော့ဘူးဟန်ဆောင်နေပေမဲ့သူ့စိတ်ထဲမှာတော့သူ့ဖေဟာတေးသွားတာမဟုတ်ပဲတနေရာရာမှာရှိနေနိုင်တယ်ဆိုရယ်မျော်လင့်ချက်ရှိနေသေးတာကြောင့်အကစားရုံစီထွက်လာခဲ့ပြီးတော့မသုံးနာကြတဲ့မိကလုံမင်းတွေကိုဖွင့်လိုက်ပါတယ်။ကစားရုံတစ်ခုလုံးလျှက်စစ်ရသွားတာနဲ့ဖုံတက်နေတဲ့ဂိမ်းဆက်တွေပြန်ပွင့်လာခဲ့ပြီးနေရာမှာတစ်ခုရေထူးကြနေတဲ့ဂိမ်းဆက်တစ်ခုကိုတွေ့လိုက်တာကြောင့်ဆမ်လည်းဖွင့်ကြည့်ကငငယ်ကသူ့ဖေပေးခဲ့မှုတွေကြွေစီလေးထည့်လိုက်တဲ့အခါ နောက်ကြွေစည်းတစ်ခုပြန်ပြုတ်ကျလာခဲ့ပါတယ်။အကြွေစည်းကိုကောက်ယူရင်ဂိမ်းဆိုင်ရဲ့နောက်မှာတကားတစ်ခုရှိနေတဲ့ချီယာလက်ရာတွေ့ပြီးတော့စက်ကိုတွန်းဖယ်ကြည့်ရင်သူထင်ထားတဲ့အတိုင်းလှုပ်ဝက်ခန်းတစ်ခုရှိနေခဲ့တာကြောင့်ဝင်သွားကြည့်တဲ့အခါအပြင်ဘက်မှာတော့ဂိမ်းဆက်ကတကားပေါက်ကိုအလိုလျောက်ပြန်ပိတ်ပြီးသားဖြစ်သွားခဲ့ပါတယ်။ဆမ်လင်လှုပ်ဝက်ခန်းတွေကလှေကားအတိုင်းရှောက်လာရင်နောက်ဆုံးမှာတော့သူတို့သားဖတ်ဓာတ်ပုံတွေကတ်ထားတဲ့အလုပ်ခန်းတစ်ခုကိုတွေ့ပြီးတော့တစ်ချိန်လုံးကသူ့အဖေညာတိုင်းလှုပ်နေတဲ့လှုပ်ဝက်အလုပ်ခန်းဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်ဖုန်တက်နေတဲ့ကွန်ပျူတာစက်ခရင်ကိုရှင်းလင်းပြီး နေရမှာရေးထားတဲ့ grip ကုန်ရံကုတ်တွေနဲ့ program ရဲ့လမ်းညွှန်မှုတိုင်းကုတ်တွေရိုက်ထည့်လိုက်တဲ့အခါမှာတော့သူ့ထိုင်ကုန်နောက်တက်တဲမှာရှိတဲ့ grip laser တနက်ကနေအလင်းရောင်တွေထွက်လာကသူ့ကိုဆွဲခေါ်သွားတာခံလာရပါတယ်။သူလည်းဖြက်ကနေခဏလေးတတိလက်တလို့ဖြတ်သွားခဲ့ပြီးတော့ပြန်တတိထားမိလိုက်ချိန်မှာသူထိုင်နေတဲ့ခန်းဟာဖုံတက်နေတဲ့ခန်းမဟုတ်တော့ဘဲပြောင်းလဲနေတာကြောင့်အပြင်ထွက်ကြည့်လိုက်တဲ့အခါမှာတော့အိမ်မက်မက်နေသလားထင်ရအောင်တခြားကဘာတစ်ခုစီရောက်နေတာကိုတွေ့လာရပါတယ်။ဆမ်လည်းပဝင်းချင်းကိုတေးချကြည့်ရင်ဖလင်းကစားရုံဆိုတဲ့ဆိုင်းမုံနဲ့အတူရေမြန်ကြီးစီသူ့စီလာနေတာကိုတွေ့ရတော့မှာ တကယ်ဖြစ်ပျက်နေတယ်ဆိုတာကိုသတိထားမိခဲ့ပေမဲ့ရင်မြန်မော်ကနေလက်နက်ကင် program စစ်သားတွေဆင်းလာပြီးတပြောင်းမရှိတဲ့ program လို့သူ့ကိုပြောကဖမ်းခေါ်သွားတာခံလာရပါတယ်။ဇမ်လည်းသူက program မဟုတ်ကြောင်းရှင်းပြပေမဲ့အဆောင် program တွေကသူ့အတွက်ရေးထားတဲ့ကုတ်တိုင်လုံးနေကြတာဖြစ်လို့ရင်မော်မှာသူ့လိုတခြားတန်ရာက program တွေနဲ့အတူဖမ်းခေါ်သွားတာခံလာရပါတယ်။အဆောင်တစ်ခုစီရောက်တဲ့အခါ program တွေရဲ့ကျွေးမှုစစ်ဆေးတဲ့ program တစ်ခုကအဖမ်းခံထားရတဲ့ program တွေကိုဂိမ်းနဲ့ပြန်ထည့်လို့ရမှာနဲ့ပြင်ဆင်ရမှာတွေကိုခွဲထုတ်ပြီး ဆမ်မြေဘေးကပရိုဂရမ်ကတော့ဂိမ်းနဲ့ပြန်သွားရမှာကြောက်လန့်ထွက်ပြေးကသူ့ကိုယ်သူဖျက်ဆီးသွားတာတွေ့လာရပါတယ်။ဆမ်ကိုလည်းဘာချွေမှုမှမရှိတဲ့အတွက်ဓာပြားပြန်ထည့်ပြီးဂိမ်းနဲ့ထည့်ဖို့တတ်မှတ်ကဒီဇိုင်းမြောင်းပေးတဲ့နေရာစီခေါ်သွားခဲ့ပါတယ်လေ။ဆမ်လည်းကြောင်တောင်တော့နဲ့ပါသွားပြီးတော့မြောက်ခန်းတစ်ခုစီရောက်သွားတော့မှမိမပရိုဂရမ်တွေပေါ်လာပြီးသူ့ဝိတွေကို progress နဲ့နဲ့အစားထိုးပေးကသူ့ရဲ့မျက်ညံတွေဖြစ်ပျက်တွေကုန်သိမ်းဆီးထားမဲ့ဓာပြားတက်ပေးတာခံလာရပါတယ်လေ။တကယ်တော့ grip ဆိုတာကကွန်ပျူတာကွန်ရက်တစ်ခုဖြစ်ပြီးတော့အထဲကအရာအလုံးဟာကွန်ရက်ထဲမှာလဲပတ်နေတဲ့ program snippet တွေပါပဲ။ ဒါပေမဲ့ program ဟိုဘဲရောက်လာခဲ့တဲ့ Sam ကတော့အသုံးပြုသူတယောက်သာဖြစ်နေခဲ့ရဲဆိုတာကိုသူကိုယ်တိုင်မသိခဲ့ပါဘူး။ဒါကဘာနဲ့တူလဲဆိုတော့ game တစ်ခုတည်းကဇက်ကောင်နေရာမှာကိုယ်တိုင်ဝင်ကစားရတဲ့ 3D visual game တစ်ခုလိုပါပဲ။ Sam နဲ့သူ့ကိုယ်သူ program မှောင်ချောင်းရှင်းပြလို့မရတော့တဲ့ဆုံးသူ့ကိုပြင်ဆင်ပေးတဲ့ main program တယောက်ကိုဘာလို့ရမလဲလို့မေးကြည့်တော့မှ game ထဲမှာတက်ရှင်အောင်နေရမယ်ဆိုတာသိခဲ့ရပါတယ်။ဒီလိုနဲ့ game ပြိုင်ခွင့်နဲ့ရောက်သွားတဲ့အခါမှာတော့တကွင်းလုံးအားပေးသူ program တွေအပြည့်နဲ့ တခြားကဘာ University တခုရဲ့ရောက်သွားသလိုဆမ်လည်းဘာလို့ရမှမသိပဲမြင်သမျှအကုန်လုံးကိုထူးဆန်းလိုက်ကြည့်နေခဲ့ပါရင်အဲချိန်ငယ်ကသူ့ဘေကစားဖို့ပေးထားတဲ့ရုပ်လေးနဲ့ပုံစံတူတယောက်နဲ့ပထမဆုံးတပြားပြောင်းမွေးရမှာကိုသတိထားမိပြီးတခြားရှင်ပြိုင်သူတွေကိုကြည့်တူခိုးကပြန်တိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါရင်တဖြည်းဖြည်းတိုက်ခိုက်နေပဲပွဲသဘောတရားကိုနားလည်လာတဲ့အခါပရိုဂရမ်မုတ်တဲ့ဆမ်လည်းပြိုင်ခွင်းထဲကဖောက်ထွက်ပြီးတော့အစိမ့်နေခုံကျော်ကနောက်ဆုံးပြိုင်ခွင်းထဲထိဝင်လာခဲ့ပါတော့တယ်ပြိုင်ပွဲကိုစောင့်ကြည့်နေတဲ့ပရိုဂရမ်မာကဘာကြီးရဲ့ခေါင်းဆောင်ကလူလည်း စည်းကမ်းဖောက်တဲ့စက်မြေကိုရေးချက်လက်တွေကိုတောင်းကြည့်ရင်အလဲစင်းနေမပြိုင်မဲနောက်ဆုံးဆင့်ထိရောက်သွားတဲ့ပွဲကိုအခြေအနေစောင့်ကြည့်ဖို့အမိန်ပေးလိုက်ပါရယ်ဆမ်လည်းသူသွားချင်ရသွားရင်ရောက်လာတဲ့ final ပွဲဆိုတော့တကယ်ဆရာကြီးနဲ့တိုက်ခိုက်နေရတဲ့အပြင်ပြိုင်ခွင့်ပြင်ဆင်တွေကလည်း progress ဆိုတဲ့အတိုင်းဖန်နေချင်တိုင်းဖန်နေထားတာတွေဖြစ်လို့သူပဲစော်ခံနေခဲ့ရပါရယ် program လက်ဆက်ကိုဖျက်ဆီးပစ်ဖို့လောက်ခါနေမှာထွက်ကြလာတဲ့သွေးစောက်ကိုမြင်ပြီးအသုံးပြုသူတယောက်သူတို့ထဲရောက်နေတာကိုသိသွားကကလုစီကိုတရင်ပို့လိုက်ပါရယ်ဆမ်လည်းသူ့ရဲ့နာမည်ကိုမိတ်ဆက်ပြီး program ဟုတ်တဲ့အကြောင်းကိုရှင်းပြကား လူ့ရဲ့ရုံးခန်းစီလိုက်လာတဲ့အခါမှာကလူဆိုတာ Greg ဘာထဲမှာသူ့ဖေဖန်နေခဲ့တဲ့ကိုဘောပရိုဂရမ်တယောက်ဆိုတာသိလာရပါတယ်။ကလူလဲစမ်းမြတ်ဓာပြောက်ကနေတစဉ်မှတ်ညံနေပြန်ကြည့်ရင်းနဲ့ Greg ရဲ့အပြင်ကဘာကြီးရဲ့တိုးတက်မှုတွေကိုအားကြပြီးသူကိုယ်တိုင်အပြင်ထွက်ကျင်တဲ့စိတ်တွေပိုကြီးမာလာခဲ့ပါတယ်။ Sam ကလည်းသူ့ဖေဖန်နေခဲ့တဲ့ကိုဘောပရိုဂရမ်ကတစ္ဆာပေါအာနာသိမ်းထားတယ်ဆိုတာကိုသဘောပေါက်သွားပြီးဘာလို့လိုက်လဲလို့အော်မေးတဲ့အခါမှာကလူကလည်းရှေ့လျှောက်စမ်းကြုံရတော့မဲ့ပုံစံတိုင်းပဲသူလှုပ်ခဲတာတွေကိုပြန်ဖြေရင်အကျန်းဆုံးပြန်ပွဲတစ်ခုလုပ်ဖို့ကြေညာလိုက်ပါတော့တယ်။ လူသားကဘာမှာ program တွေကိုလူတွေစိတ်ဆန္ဒအတိုင်းကျုံပြုတ်အသုံးချခဲ့ကြသလို program တွေရဲ့ကဘာဖြစ်တဲ့ grip ထဲကိုရောက်လာတဲ့အသုံးပြုသူလူသားတယောက်ကိုလည်း program တွေကလည်းဒီပုံစံနဲ့ပြန်လုပ်ဖို့အတွက်ကလူကလည်းသူကိုယ်တိုင်ဝင်ပြိုင်မဲ့ဆိုင်ကယ်စီးခြင်းပွဲနဲ့တူလူသားကိုအသုံးချဖြိုပေးမယ်အကြောင်းမိန်ကွန်းပြောလိုက်ပါတယ် program တွေအကုန်လုံးကလည်းအသုံးပြုသူလူသားကိုအပြတ်စောပလောတီးဖို့အားပေးအော်ဟစ်တန်နေကြတဲ့မှာဇမ်လဲစိတ်ကိုအကောင်းဆုံးပြင်ဆင်ပြီးသူဝါဒနာပါဆုံးဆိုင်ကယ်စွန့်စားကမ်းဖွင့်ရမှာမို့ပညာပြဖို့စဉ်းစားနေခဲ့ပါတယ် ဇံမူးဆောင်နယ်ဖွဲ့နဲ့ကလူဦးဆောင်နယ်ဖွဲ့ဆိုင်ကယ်တိုက်ပွဲဝင်ရတော့မှမို့အစစရရနိပညာရင်ကွာနေတဲ့သူ့ဖွဲ့သားတွေလည်းမနိုင်ဘူးလို့တွေးထားတဲ့အချိန်မှာတယောက်ပြီးတယောက်တိုက်ပွဲကြကပရိုဂရမ်ပြန်စီးသွားခဲ့ကြပါတယ်။ဇံလဲလူသားညပညာအားကိုနဲ့ကလူရဲ့ဖွဲ့သားချို့ကိုဖျက်ဆီးပစ်ခဲ့ပေမဲ့ကြံနေတဲ့ဖွဲ့သားတယောက်ကိုပါကယ်ကျင်စိတ်ကြောင့်နှစ်ယောက်ပေါင်းတိုက်ခိုက်ဖို့ကြံပေးကအတူတူတိုက်ခိုက်ကြရင်းနဲ့ကလူတယောက်ပဲကျန်တဲ့ထိအောင်မွေးပြန်ရလာခဲ့ပါတယ်။ဒါပေမဲ့လည်းကလူရဲ့ဆိုင်ကယ်ကအဆင့်မြင့်နေတာကြောင့်နှစ်ယောက်စလုံးရဲ့ဆိုင်ကယ်တွေပြန်စီးသွားခဲ့ရပြီးဇံကလူသားဖြစ်နေလို့မပြည့်စည်ပဲကြံနေခြင်း ကလိုလေအပြက်ရှင်းမှုလာနေတဲ့အခါမှာရုတ်တရက် program ကားတစ်စီးပေါ်လာကဆမ်ကိုကယ်ထုတ်ထွက်ပြေးသွားခဲ့ပါတယ်။ကလိုရဲ့ဖွဲ့သားတွေလည်းစိုင်းကယ်ရင်နဲ့လိုက်တိုက်ခိုက်ကြပေမဲ့ကားကိုမရှင်နိုင်ပဲဖြစ်နေချိန်မှာကားက digital မျိုးတော်ကြီးရဲ့ဒရိုင်းကိုဖောက်ခွဲပြီးတော့အပြင်ဘက်ထိဖောက်ထွက်သွားတာကြောင့်ဆက်လိုက်မရပဲကြံခဲ့ရပါတယ်။အပြင်ဘက်ရောက်မှကားမောင်းသမားကအုတ်ထုတ်ချွတ်ပြပြီးသူ့ကိုယ်သူကိုဝါရာလို့မိတ်ဆက်လိုက်တော့မှမိမတယောက်ဖြစ်နေတာဆမ်လည်းသိခဲ့ရကသူ့ကိုဘယ်ခေါ်သွားမလဲဆိုတာမေးလိုက်ပါတယ်။ကိုဝါရာလည်းဘာမှတိကျမပြောပဲ digital မျိုးကြီးရဲ့ပြင်ဘက်ကို program တွေကလိုက်လာလို့မရကြောင်းသာရှင်းပြရင် ကားကိုတကယ်ဆရာကြီးကြကြမောင်းနေတာကြောင့်ဆမ်နောက်လဲနေခဲ့ရပါတယ်။တောင်ကြီးတစ်ခုထဲမှာစောက်ထားတဲ့အဆောင်တစ်ခုစီရောက်လာတဲ့အခါမှာဆမ်လည်းသူ့တသက်လုံးမတွေ့ရတော့ဘူးလို့ထင်ခဲ့ရတဲ့သူ့ဖေကေဗင်နဲ့ပြန်ဆုံလိုက်ရတာကြောင့်တားဖားနေရဝမ်းသာအာရဖတ်ထားခဲ့လိုက်ကြပါတယ်။ကေဗင်လည်းသူ့ရဲ့လှုပ်ဝက်လှုပ်ခန်းကနေတစဉ်အပြင်ကနေဘသူမှရောက်မလာနိုင်ဘူးလို့တွေးထားတာကြောင့်ဆမ်ရောက်လာတဲ့အခါမှာ NOG နဲ့အကျိုးကြောင့်မင်းရင်သူ့ရဲ့ကစားရုံရဲ့ပေချာကနေတစဉ်ရောက်လာတာကိုသိလိုက်ရပြီးအချင်းတွေကပုံမှန်မဟုတ်တာသတိထားမိသွားခဲ့ပါတယ်။ စမ်းမြက်စိတ်ထဲမှာတော့သူ့ဖေစီက message ရောက်တယ်ထင်ပြီးပြန်ခေါ်သွားဖို့စကားတွေပြောခြင်းမိမဲ့အထဲမှာဖြစ်ပျက်နေတာတွေကိုနားလည်ထားတဲ့ Kevin ကဘာဆက်လို့ရမလဲဆိုတာတယောက်တည်းအေးဆေးစဉ်းစားဖို့ချိန်ဦးကညစာစာရင်မှာရှင်းပြမယ်ကြောင်းပြောလိုက်ပါတယ်။ကိုအားရလည်းအပြင်ကဘာကလူသားတယောက်ကိုပထမဆုံးမြင်မှုရာကြောင်း Kevin သူ့ကိုပေးဖက်တဲ့စာအုပ်တွေရဲ့စာရေးစရာတွေအကြောင်းကိုဆက်စွေးနေပျော်ရွှင်နေခဲ့ပါတယ်။ညဘက်ရောက်တဲ့အခါမှာညစာသူစားကြရင်စမ်းမြက်ဖြတ်တန်းခဲ့ရပုံတွေကိုပြန်ပြောရေမောနေခဲ့ကြပြီးတော့ ကလေးဘော်တွေကရုတ်တရက်ပြောက်သွားကပြန်ပေါ်မလာရတဲ့အကြောင်းရင်းတစ်ခုပဲသူသိကျင်နေတဲ့အကြောင်းကိုဆမ်ကမေးလိုက်ပါတယ်။ဆမ်ကလေးဘော်တွေကကေဗင်ညာပိုင်းအလုံးလုံးနေတယ်ဆိုတာဟာ grips တဲကိုလာနေတာဖြစ်ပြီးအထဲမှာပြည့်စုံတဲ့ game boy ကြီးတစ်ခုဖန်တီးတိဆောက်ချင်နေတဲ့သူ့ရည်ရွယ်ချက်ပြည့်အောင်ဖန်တီးနေခဲ့တာပါ။ဒါပေမဲ့ပြင်ကပေါ်မှာလည်းမိသားစုကရှိနေသေးတော့သူတယောက်တည်းမဖန်တီးနိုင်တဲ့အချိန်မှာသူ့ကိုစား digital မျိုးကြီးကိုဆက်ဖန်တီးဖို့သူ့ရဲ့ core program တစ်ခု glue ကိုဖန်တီးပြီးတော့ LNT ထွင်ခဲ့တဲ့စနေအောင်လုံးဂျိုးရဲ့ program tron နဲ့အတူကြီးကြပ်စေခဲ့ပါတယ်။ အဲ့တော့ဘာနဲ့တူလဲဆိုတော့ grape ထဲမှာ kevin ဟာ program တွေအကုန်လုံးကိုဖန်တီးခဲ့တဲ့ဖန်ဆင်းရှင် god တယောက်လို့သဘောမျိုးပါပဲဒါပေမဲ့သူမတွေးထားခဲ့မိပဲ pinsless ဆန်ဆန်သူမဖန်တီးပဲလိုလိုပေါ်လာတဲ့ iso ပုံစံမျိုးမျိုး boss နဲ့နဲ့ program တစ်တည်းဟာအကြောင်းတိုက်ဆိုင်မှုတစ်ခုကြောင့်သူတို့ digital စိတ်ကူးရင်ကဘာကြီးရဲ့မှာပေါ်လာခဲ့ပါတယ်လူသားကဘာကြီးမှာဖန်ဆင်းရှင်ဖျားရီနဖျားရီရဲ့စိတ်ကူးရင်ဇလန်းနေလို့ပဲ iso ရဲ့ဟာ grape ကဘာကြီးရဲ့မှာမျိုးစိတ်တစ်ခုအနေနဲ့ပေါ်လာခဲ့တာပါပဲဒါကြောင့်သူက grape ကဘာကြီးရဲ့မှာ သူ့ရဲ့ဖန်တီးကန်ပရိုဂရမ်နေနဲ့ဒူတကွာနေထိုင်နိုင်မှုပြင်ဆင်ဖန်တီးပေးခဲ့ရင်တကယ်ကဘာတည်ကြီးတစ်ခုလိုဖြစ်လာခဲ့ပါရဲ့ grip ထဲမှာနိုင်ပေါင်းများစွာကအပြင်းမှာမိနစ်ပိုင်းလောက်ပဲချိန်ကြာရာကြောင်းဝင်ပေါက်ကတခါပွင့်ပြီးသွားရင်အထဲကကြာချိန်၈နာရီလောက်ပဲချိန်ရပါတယ်သူ့ရဲ့ကိုဘောပရိုဂရမ်ဆိုတဲ့အတိုင်းပဲသူတွင်းနိုင်လုံနိုင်သမျှကိုလုံနိုင်လာတာကြောင့်တညမှာတော့ glue က grip တစ်ခုလုံးရဲ့ခေါင်းဆောင်ဖြစ်လာခြင်းပြီးအိမ်ပြန်ကနေ kevin ကိုတိုက်ခိုက်အာဏာသိမ်းဖို့ကြိုးစားခဲ့ပါတယ် tron ကလည်း kevin ကိုကာကွယ်ပေးရင်းနဲ့အင်အားမမျှပဲပြက်စီးသွားခဲ့တာကြောင့် kevin လည်းအသက်ရှင်အောင်ထွက်ပြေးသွားခဲ့ရပါတော့တယ် သူမရှိတော့တဲ့နောက်ပိုင်းမှာကလူဟာအိုက်ဆိုရဲ့ဖြစ်တည်မှုဟာမပြည့်စုံဘူးလို့တီးထားတာကြောင့်မျိုးထုံတက်ဖက်မှုတွေလုံးခဲ့ပြီးလုံးဝပြည့်စုံတဲ့စနစ်တစ်ခုကိုသူကိုယ်တိုင်အုပ်ချုပ်နေထိုင်လာခဲ့ပါတယ်။ကလူကိုစဖန်နေတဲ့ကလူသားရဲ့မပြည့်စုံမှုတွေကနေဖောက်ထွက်ပြီးအရာလုံးပြီးပြည့်စုံတဲ့စနစ်တစ်ခုတည်ဆောက်နိုင်ဖို့ရည်ရွယ်ခဲ့တာကြောင့်သူ့ရဲ့ programmer မပြည့်စုံဘူးလို့ထင်ရတဲ့အရာတွေကုန်ဖျက်ဆီးပစ်မှာပါပဲ။ဒါကိုတားဆီးဖို့ကေဗင်နဲ့မျိုးမျိုးပြန်ခုခံတိုက်ခိုက်ခဲ့ပေမယ့်သူအားထုတ်စူးစမ်းလိုက်တိုင်းကိုဘောကလူဟာပူပူအားကောင်းလာတာကြောင့် နောက်ဆုံးမှာတော့ဘာစ조사မှုမှမလုပ်တော့ဘဲလက်ရှိနေရာမှာပဲနေနေခဲ့တာပါအပြင်ကဘာကိုပြန်ထွက်ဖို့ဝင်ပေါက်ကလည်း program နေအပြင်ကဘာတိထွက်မတောင်းညံ့နိုင်အောင်ပြင်ကပဲဖွင့်လို့ရအောင်ကိုရေးခဲ့တာကြောင့်သူကိုယ်တိုင်ပြန်ထွက်မရပဲပိတ်မိနေခဲ့တာပါပဲကလူရဲ့ညင်ကြီးကမြင်လာလေအပြင်ကဘာကိုပို့ထွက်ချိန်လေးဖြစ်လာတာကြောင့်ကေဗင်စီကဓာပြားသာရသွားခဲ့ရင် program တစ်တွေဖန်နေနိုင်ကုတ်တွေရေးနိုင်သွားမှာဖြစ်ပြီးဝင်ပေါက်ကိုပါဖွင့်နိုင်သွားခဲ့မှာဆိုလို့သူကိုယ်တိုင်စတေးခံပုံးနေခဲ့တာလည်းဖြစ်ပါတယ်ဆမ်လည်းចောင်းဆောင်ကိုတီးသွားတဲ့အခါ ။သူဝင်လာတော့ကဝေပေါက်ကပွင့်နေစေမို့သူသာချိန်မီကဲထုတ်သွားနိုင်ရင်တားဖနေအောင်လို့အပြင်ပြန်ထွက်နိုင်မှာတွေးမိသွားခဲ့ပါရဲ့။ဒါပေမဲ့ကြိုးစားတာတော့မအောင်မြင်ခဲ့ရင်ကလူကဓက်ပြားရသွားပြီးအပြင်ဘက်ထွက်သွားနိုင်မယ်ပြင်လူသားတွေဟာအမြဲတမ်းပြီးပြည့်စုံမှုမရှိတာကြောင့်အဖျက်စီးခံရနိုင်မယ်ဆိုကြိုးကိုပါထည့်စင်းစားမိတဲ့ကေဗင်ကတော့လက်မခံခဲ့ပါဘူး။ဆမ်လည်းလူငယ်တစုထိုးစိတ်နဲ့သူ့ဖေမတီအောင်ကိုရော့ကိုစီယုံပြီးသူတယောက်တည်းဝင်ပေါက်စီရောက်အောင်သွားဖို့ပြောလိုက်ပါရီဂရစ်ထဲမှာတော့ဂလူကိုတိုက်ခိုက်ဖို့ခန့်နေပေမဲ့ အပြင်ကမ္ဘာမှာဆိုရင် grip တစ်ခုလုံးကကွန်ပျူတာကွန်ရက်တစ်ခုပဲဖြစ်လို့ကလုတ်ချက်နှိမ့်လိုက်ရုံနဲ့ပြက်စီးနိုင်မှာအသေးကြပါပဲ။ဒါကိုသိနေတဲ့ Sam ကကိုအာရော့ကိုကြိုးချောင်းရှင်းပြပြီးအကူအညီတောင်းရင်းနဲ့အပြင်ကဘာစီခေါ်သွားမယ်လို့ကတိပေးလိုက်တဲ့အတွက်ကလုတ်ရဲ့မျိုးကိုခိုးဝင်နိုင်မှုနဲ့အဖမ်းမခံရဘဲဝင်မောက်စီရအောင်ခိုးသွင်းနိုင်မယ်လူတယောက်ရဲ့နာမည်ကိုပြောပြလိုက်ပါရင်။ဇူးဆိုတော့အိုင်ဆိုရီရဲ့မြောက်ဒေါ်လိုင်းကိုဦးဆောင်တိုက်ခိုက်ခဲ့တဲ့သူမျိုးသူတို့ယုံကြည်ရတဲ့တူးတဲသောဒေါ်လိုင်းတချို့တယောက်လည်းဖြစ်ပါရင်။ ဆမ်လည်းဘာမှစဉ်းစားမနေတော့ပဲဇူးရှိတဲ့နေရာသိတာနဲ့ကေဗင်ရဲ့ဆိုင်ကယ်ကိုယူစီးကမျိုးရဲထွက်သွားခဲ့ပြီးတော့အဆောင်တွေကိုအာရုံလွှဲဖို့အလေလွင့် program တယောက်ကိုဆိုင်ကယ်ပေးခဲ့တာမျိုးရဲခိုးဝင်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုပထမဆုံး program လိုပြင်ဆင်ပေးခဲ့တဲ့မိန်းမတယောက်ပေါ်လာခဲ့ပြီးတော့သူရှာနေတဲ့လူစီပိုပေးနိုင်အောင်ပြောကအဆောင်တွေကိုအေးဆေးလေးဖြတ်ကျော်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဆမ်မြတ်တစိုးထိုးစိတ်ကိုသိနေတဲ့ကေဗင်ကအိမ်မရပဲထရှာရင်မျိုးရဲသွားပြီဆိုတာကိုသိတာနဲ့သူသားကိုနောက်တစ်ခေါက်ဆုံးရှုံးမခံနိုင်တာကြောင့်ကိုရိုင်းလိုက်သွားရဖို့ဆုံးဖြတ်က ိုရော့ကိုလိုအပ်တာတွေပြင်ဆင်ခိုင်းလိုက်ပါရယ်။ဇမ်ကလည်း program နဲ့တောက်စားပြောပါရယ်ဘာကလပ်တစ်ခုစီရောက်သွားတဲ့အခါကလပ်ပါရှင်ကတ်စတာလည်းသူလိုချင်တဲ့ဖန်ဆင်းရှင်ရဲ့သားရောက်လာတာကိုသိသွားပြီးကလပ်တစ်ခုလုံးကို free type ဖို့ကြေညာလိုက်ပါရယ်။ဇမ်ကလည်း Zeus ကိုတွေးကြည့်ကြောင်းပဲပြောနေတာကြောင့်ဒီသက်စကားပြောဖို့ကတ်စတာရဲ့ရုံးခန်းစီခေါ်သွားပြီးမှ Zeus ဆိုတာသူပဲဖြစ်ကြောင်းရှင်းပြလိုက်ပါရယ်။တစ်ဖက်မှာလည်း Kevin ရဲ့ဆိုင်ငယ်ကိုမြို့ထဲမှာတွေ့ရတဲ့ရင်ရတာနဲ့ကလူကဓာပြောက်ကိုမျိုးစီယူမလာနိုင်တော့ဘူးလို့တွေးမိကား ုံအောင်နေတဲ့အင်စီအရင်သွားရှာပြီးမှမြို့ထဲမှာပြန်လိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့ဖွဲ့ကေဗင်အင်စီရောက်သွားတဲ့အခါမှာပြင်ဆင်ထားတဲ့ပြင်ဆင်နေလူသားကဘာသုံးဆောင်တွေကိုကြည့်ကအပြင်ထွက်ကျင်စိတ်တွေပိုပြင်းပြလာခဲ့ပြီးတော့တပြားရှာမတွေ့တဲ့ဆုံးမြူရဲဘက်ပြန်လှည့်တိုက်ခိုက်ဖို့အမိန်ပေးလိုက်ပါရယ်ကလပ်ဖြဲမှာတော့ဇူးစ်ကဝင်းပေါက်စီသွားဖို့လမ်းကြောင်းတွေရှင်းပြနေပြီးသူပို့ပေးနိုင်အောင်ပြောကသူ့စီဘသူလှုပ်လိုက်တာလဲလို့မေးလိုက်ပါရယ်ကိုရာကြောင့်တိလိုက်ရပြီမဲ့အရင်လိုတော်လိုင်းသမားမဟုတ်တော့ပဲတောက်ယူနိုင်ငံရေးသမားဖြစ်သွားတဲ့ဇူးစ်က လုံခြုံရေးတွေခေါ်ထားတဲ့အတွက်ရောက်မလာခင်အချိန်ဆွဲထားနေတော့ကလပ်တစ်ခုလုံးဝင်ရောက်တိုက်ခိုက်တာခံလာရပါတယ်။အဲဒီတော့မှဆမ်လဲဇူးစ်ရဲ့တစ္ဆာဖောက်တာကိုတီးသွားပြီးတော့တိုက်ခိုက်ဖို့ပြင်ဆင်နေချင်းဇူးစ်ကတော့အုံပြူသူတွေကိုတခါယုံကြည်ခဲ့လို့တော်လိုင်းရင်လောက်ခဲ့ပေမဲ့ခုချိန်မှာတော့ယုံကြည်မရှိတော့ဘဲကလူနဲ့ဘေးယူလောက်ကသူ့ဘက်သားတွေမပြတ်စီရောက်မယ်နေတော့မယ်ကြောင်းအော်ပြောရင်းနဲ့ကခုံနေခဲ့ပါတယ်။ဆမ်လဲအားရှိတဲ့လောက်ခုခံနေရပြီးအင်အားမမျှလို့ခံနေရချိန်မှာကိုဝါရာဘာရောက်လာတိုက်ခိုက်ခဲ့ပေမဲ့အချိန်ဒီမှန်တော့တဲ့အခါကေဗင်လဲသူ့ကိုယ်တိုင်ဝင်ပါလာခဲ့ကာ ဒူဖန်ဒီရာရစ်နှစ်ကွန်ရဖြစ်တာကြောင့်ဂျမ်းမြင့်ကိုတူလက်ပွေရပေးလိုက်တာနဲ့တိုက်ခိုက်ပရိုဂရမ်တွေကိုထိန်းချုပ်လိုက်တာကြောင့်အကုန်ပြတ်စည်းသွားခဲ့ပါတယ်။ကိုဝါရာကတော့ကေဗင်မြောက်ခင်လေးပဲဆမ်အတွက်ရှေ့ကဝန်ခံပေးလိုက်တဲ့အတွက်လက်တစ်ဖက်ပြတ်ပြီးပရိုဂရမ်ရပ်သွားခဲ့တာကြောင့်တားဖားနေအောင်ဒူကယ်ထုတ်လာခဲ့ကဒက်လီကနဲ့ထွက်ပြေးဖို့လုပ်ပါတယ်။ဒါပေမဲ့မပြတ်စည်းတဲ့တိုက်ခိုက်ပရိုဂရမ်တစ်ခုပေါ်လာပြီးတော့ကေဗင်ရဲ့တပ်ပြားကိုဆွဲယူထားလိုက်တဲ့အပြင်ဒက်လီကကိုပါဖောက်ခွဲလိုက်တာကြောင့်ပြတ်ကျသွားခဲ့ပါတယ်။ဇူးစ်ကလည်းပရိုဂရမ်ကိုတိုက်ခိုက်ဖြတ်စည်းပြစ်ပြီးတပ်ပြားပြန်လွှတ်ယူထားလိုက်ခြင်း ဒက်လီကပြတ်ကျတဲ့အထဲမှာလဲကေဗင်ကအကုန်လုံးမသေးရေးအသေးအတန် program code အသေးရေးကပြန်ထိန်းကြောင်းနေခဲ့ပါတယ်။နောက်တော့ဒက်လီကကိုထိန်းနိုင်ပြီးအောက်ရောက်တာနဲ့ဓပြောင်းကိုဂေးမဆိုင်နိုင်တော့ပဲဝင်ပေါက်စီဘလို့သွားရမလဲအရင်စဉ်းစားရင်ကုံဘူရထားနဲ့လိုက်သွားဖို့ကြံရက၃ရောက်လုံးလိုက်သွားခဲ့ကြပါတယ်။ club ထဲမှာလဲကလူရိုးဖွဲ့ရောက်လာတဲ့အခါဇူးစ်ကဓပြောင်းနဲ့သူ့ဖွဲ့ရဲ့ငြိမ်းချမ်းလဲလှယ်ဖို့ညှိနှိုင်းနေပေမဲ့မပြည့်စုံမှုတွေကိုလက်မခံတဲ့ကလူကတော့ဓပြောင်းကိုအသားရလေးပဲယူက club တစ်ခုလုံးကိုဖောက်ခွဲပစ်ခဲ့တာကြောင့်တောက်ချင်မကောင်းတဲ့နိုင်ငံရေးသမားဇူးစ်လဲဘဝဆုံးသွားခဲ့ရပါတယ်။ ယထာဘုံမှာတော့ Kevin ကကိုအာရာရဲ့ကုတ်တွေကိုပြန်ပြင်ပေးနေရင် ISO တယောက်ဖြစ်တယ်ဆိုတာ Sam ကိုရှင်းပြလိုက်တဲ့အခါမှာသူ့အတွက်တပ်ပါပေးတိုက်ခိုက်ခဲ့တာတွေကိုတွေးပြီးတော့စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ Kevin လည်း ISO ရဲ့ကုတ်တွေကိုအကုန်လုံးသူဖန်နေခဲ့တာမဟုတ်ပဲလာရောညစ်တွေဖြစ်နေတာထူးဆန်းတဲ့အကြောင်းကိုရှင်းပြရင်ကိုအာရာရဲ့ program ထဲမှာဝင်နေတဲ့ clue ရဲ့ virus ကိုထုတ်ယူပြီးဓာတ်ပြားပြန်တက်ပေးလိုက်တဲ့အခါပြတ်သွားတဲ့လက်ကအလိုလျောက်ပြန်ထွက်လာခဲ့ပါတယ်။နောက်တော့ကိုအာရာပြန်အသက်ဝင်လာဖို့ချိန်ဆောင်ရင်တရားထိုင်နေမယ့်အကြောင်းပြောကနိုးလာရတဲ့တိုက်ဖို့စီးရင်ပြင်ပေးခဲ့လိုက်ပါတယ်။ ကိုဝါရာနိုးလာလို့ဆေးပလင်းတောက်ပေးတဲ့အခါသူ့မျက်ညံတွေကောင်းကောင်းပြန်လှုပ်လှုပ်တာနဲ့ဆမ်ကိုဇူးစီလုတ်ခဲ့မိတာသူမားတဲ့ကြောင့်ပဲထက်ကတလဲလဲပြောနေတာကြောင့်ဆမ်လဲတေချာမေးလိုက်ပါတယ်။တကယ်တော့ Digital Greg ဘာကြီးတခုလုံးကို Kevin ကသူ့ရဲ့ကုတ်တခုနဲ့ဖျက်ဆီးပစ်နိုင်ပေမဲ့အဲ့လိုလုပ်လိုက်ရင်အပြင်ဘာစီ Kevin ကိုယ်တိုင်ပြန်ထွက်လို့မရပဲကုတ်တခုဖြစ်တာကြံခဲ့မှာပါ။ဒါကြောင့် Kevin ကဆမ်ကိုနောက်တစ်ခါတွေ့ကျင်စေကြောင်းမဖျက်ဆီးခံစရေခံငြိမ်နေခဲ့တဲ့ဘွားလေးကိုသူ့ရဲ့တစ္ဆာပေါက်တယောက်စီလမ်းညွှန်မှုကြောင့်တိုက်ပွဲနဲ့နောက်ကျရင်ဝင်စွန်စားခဲ့ရတာမတန်ပါဘူး။ဆမ်လဲတေချာသိသွားတော့မှ သူ့ဖေကိုပါတခါတည်းခေါ်ထုတ်နိုင်ခဲ့ရင် grip ကိုပါဖျက်ဆီးလို့ရတာစဉ်းစားမိသွားခြင်းသူတို့စီးလာတဲ့ကုံပွေထားဟာလမ်းကြောင်းပြောင်းပြီးကလူရဲ့လုံယုံတကူရဲကိုဝင်သွားတာတွေ့လာရပါတယ်။သုံးယောက်လုံးအမြန်ဝင်ပုန်းလိုက်ပြီးယထားရက်သွားတာနဲ့ဆက်ယုံနဲ့ဆင်းကြည့်တဲ့အခါကလူကစစ်တပ်ကြီးတကူဖန်နီးနေတာတွေ့လာရတာကြောင့်ကိုအရာလည်းသူ့အမားအတွက်သူကိုယ်တိုင်စည်းခံမှုဆုံးဖြတ်ကသူ့တပြားကိုပေးခဲ့ပြီးအဆောင်ကိုအာယုံလွှဲခေါ်သွားခဲ့ပါတယ်။ဆက်ယုံဆောင်နဲ့ကိုအရာကိုတိုက်ခိုက်တာမြင်လိုက်ရတော့မှကေဗင်လည်းကလူကသူ့ရဲ့တက်တော်ဆောင်ထရွန်ကိုမဖျက်ဆီးပဲကုတ်ပြက်ပြင်းကလုံခြုံရေးဆက်ထားနေမှသဘောပေါက်သွားခဲ့ပေမဲ့ ဆမ်လုံးမြောက်ရေးပဲဦးစားပေးကဝင်းပေါက်စီပြေးဖို့စီးစရာလိုက်ရှာနေခဲ့ကြပါတယ်။အဲဒီအချိန်တပြားရသွားတဲ့ကလူကသူ့ရဲ့ရွေးချယ်အတိုင်းကဘာမျိုးစီထွက်ဖို့လိုအပ်တာတွေပြင်ဆင်ပြီးတော့သူဖန်တီထားတဲ့ program စစ်တပ်ကိုခေါ်ထုတ်ကမိန်ကုန်းပြောနေခဲ့ပါတယ်။ကလူရဲ့ရွေးချယ်ကိုကြားတော့တဲ့ဆမ်ကလည်းသူ့ဖေကိုပြန်ခေါ်သွားဖို့တပြားကိုပြန်ယူမှရမယ်ဆိုတာကိုသိသွားပြီးတော့သူကိုယ်တိုင်သွားယူဖို့လိုရင်းနဲ့ကေဗင်ကိုတော့စီးစရာရှာထားဖို့ပြောလိုက်ပါတယ်။ကေဗင်လည်းတားလို့မရတဲ့အဆုံးသဘောတူလိုက်ပြီးရင်မြန်ဆောင်နေတဲ့ဆောင်ရဲ့ကုတ်ကိုပြင်းရေးက ူ့အတွက်လေရင်ပေးဖို့အေးစင်းလေးပဲတောင်းယူထားလိုက်ပါတယ်။ကလုကတော့သူတို့ program တွေကိုကျွန်းပြမယ်။လူသားတွေရဲ့ကဘာစီအကုန်သွားပြီးမပြည့်စုံမှုတွေကိုဖျက်ဆီးပြရမယ်လို့ဩဝါဒတွေကျွေးနေတော့ဆမ်ကဓာပြားထားတဲ့နေရာကအဆောင်တွေကိုတိုက်ခိုက်ခါဓာပြားကိုခိုးယူလိုက်ပါတယ်။ကလုရဲ့ညာလယုံကလည်းသူ့ကိုယာရုတိုးမပေးလို့မကျေနပ်နေတာကြောင့်အသုံးပြုသူလူသားဖြစ်နေတဲ့ဆမ်ကိုမတိုက်ခိုက်ဘဲနဲ့ဓာပြားကိုအေးစင်းလေးပဲယူခွင့်ပြုလိုက်တဲ့ချိန်ထရွန်ကကိုရာကိုဖမ်းခေါ်လာတာတွေ့လာရပါတယ်။အခွင့်ရုံဆမ်လဲထရွန်ကိုတိုက်ခိုက်ခါ ကိုကတော့ကိုခဲ့ပြီးကေဗင်စောင့်နေတဲ့လေယာဉ်စီအရောက်သွားရင်သုံးယောက်တူစက်ရုံတွေကထွက်ပြေးခဲ့ကြပါရတယ်။ဒေါသထွက်နေတဲ့ကလူလေညာလေယုံကိုတက်ပစ်ပြီးကျန်တဲ့ကိုရန်တော်တွေနဲ့တူလိုက်ချက်ကိုစီနဲ့ကေဗင်တို့နောက်လိုက်လာခဲ့ကြပါရတယ်။လေယာဉ်ပေါ်မှာတော့ဆမ်ကအပျော်ကြီးပျော်နေချိန်နောက်ကလိုက်ချက်တွေပါလာတာကြောင့်ကေဗင်လည်းသူ့သားကြိုက်ဆုံးစွစားကန်းဖွင့်မှုတနက်ခုံမှာထိုင်ပြေးခိုင်းလိုက်ပါရတယ်။ဆမ်လည်းစိတ်လုံရှားစရာတွေကြုံရတိုင်းပျော်ပျော်ကြီးဖြတ်တန်းတတ်တဲ့ခြင်းတိုင်းလိုက်ချက်တွေကိုစပယ်ရှယ်ဖြုတ်နေတော့မှကိုအာရာကလည်းလေယာဉ်ကိုမတိုက်မရအောင်သတိထားမောင်းနေခဲ့ပါရတယ်။ လိုက်ချက်တွေတစည်းပတစည်းကြာသွားခဲ့ရင်ထရွန်နဲ့ဂလူရိုပဲကျန်တော့တဲ့ချိန်မှာကေဗင်ကိုမြင်သွားတဲ့ထရွန်ကသူ့ရဲ့စနေဟောင်းမှတ်ညံတွေပြန်ပေါ်လာခဲ့ကအသုံးပြုသူကိုကာကွယ်ရမယ်သူ့တာဝန်ကိုသတိရသွားခဲ့ပါတယ်။ဒါကြောင့်ပဲကလူရဲ့လိုက်ချက်ကိုသူကိုယ်တိုင်ပြန်တိုက်ခိုက်လိုက်တာကြောင့်ကေဗင်တို့လည်းဝင်ပေါင်းနားထီအေးဆေးဆံမောင်းလာနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဉာဏ်ပညာအတိုင်းဖန်တီးထားတဲ့ဂလူဟာတော်ရုံမပြတ်စည်းနိုင်တာသိနေတဲ့ကေဗင်ကသူမလွတ်နိုင်တာကိုသိနေပြီးကိုရာစီဓာပြားကိုပေးကဆမ်ကိုလောက်အောင်ခေါ်သွားဖို့တာဝန်တခုပေးထားခဲ့လိုက်ပါတယ်။ကေဗင်တွေးထားတဲ့အချိန်မှာလိုက်ချက်ပြတ်သွားခဲ့ပေမဲ့ လူကထရုံကိုတိုက်ခိုက်ပြီးအရေးပေါ်ရန်လိုက်ချက်တစ်ခုလို့ယူကသရုတ်ထက်ရင်ဝင်မောက်ရှိမှာစောင့်နေတာ တွေ့လာရပါတယ်။ကေဗင်လည်းဒီချိန်လုံးကငယ်စိမ့်နဲ့လောကမှာလုံးဝပြည့်စုံတဲ့အရာမရှိဘူးဆိုတာကိုသတိမထားမိပဲပြည့်စုံစေခြင်းတဲ့စိတ်နဲ့မှောင်ရွံ့ဖန်တီးမိခဲ့တဲ့ကလူဟာသူကိုယ်တိုင်ပဲဖြစ်နေတာကိုနောင်တရပြီးတော့သူ့ပဲပြန်ကင်တွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်ကလူကိုအာဘစ်ကပြောကနားချနေပေမဲ့ကေဗင်ဟာလည်းလူသားတစ်ယောက်ပဲဖြစ်လို့မပြည့်စုံဘူးဆိုတာတွက်ချက်မိတဲ့ကလူရဲ့တိုက်ခိုက်တာပဲခံလာရပါတယ်။ဆမ်လည်းဝင်တိုက်ခိုက်ခဲ့ပေမဲ့ကင်ပေါက်တာခံလိုက်ရခြင်း ကေဗင်လည်းသူမထားတဲ့ဒိုင်လုပ်ဖို့ကိုဝါရာကိုတတိပေးလိုက်တော့မှဆမ်ကိုကဲတင်မှုအမြန်ထွက်သွားခဲ့ပါတယ်။ဆမ်နဲ့ကိုဝါရာတို့ကိုဖျက်ဆီးဖို့လုပ်နေတဲ့ဂလူကိုကေဗင်ကပဲသူ့တက်ပြားကိုလာယူဖို့ပြောရင်ပြန်များခေါ်လိုက်တာကြောင့်သူ့စီပြန်လှည့်လာကထိုးချိန်နေခဲ့ပါတယ်။ကိုရာကလည်းဆမ်ကိုတင်းဆွဲထားပြီးဝင်မောင်းနားထီရအောင်ခေါ်သွားကအရာလုံးဟာကေဗင်ရဲ့ဆန္ဒအတိုင်းဖြည့်ဆည်းပေးဖို့ကပ်ပြောလိုက်ပါတယ်။တသလုံးသားဖြစ်သူကိုမတွေ့ရတော့ဘူးလို့ထင်ထားတဲ့ကေဗင်ဖို့နောက်ဆုံးတစ်ခါပြန်တွေ့ခွင့်ရခဲ့တာဟာသူ့အတွက်အရာလုံးပေးဆက်ဖို့တန်သွားခဲ့ပါပြီ။ ဂလိုကလည်းဓာတ်ပြားကိုယူကြည့်လိုက်တဲ့အခါကိုရာရဲ့ဓာတ်ပြားဖြစ်နေတာကိုသိပြီးပြက်ကျနေတဲ့တရားကိုခုန်ကူးကဆန်တို့စီလိုက်သွားခဲ့ပါတယ်။ဆမ်ကလည်းကိုရာရဲ့စကားတိုင်းပဲသူ့ဖေရဲ့ဆန်နာကိုဖြည့်ဆည်းပေးဖို့ဆုံးဖြတ်ကာဓာတ်ပြားနဲ့တူဝင်းမောက်ထဲဝင်သွားလိုက်ချိန်မှာတော့ကေဗင်ကလည်းသူ့ဖန်နေခဲ့သမျှသူပြန်ဖြိုချဖို့အတွက်ပရိုဂရမ်ဒီကုံလုံးကိုဖြည့်ဆည်းရေးကုန်လက်ဝစ်နဲ့ပေးလိုက်တာနဲ့ကလူရောမျိုးကြီးတစ်ခုလုံးမှသူနဲ့တူပြက်စီးသွားခဲ့ပါတယ်။ဆမ်နဲ့တူကိုရာကတော့ပြင်မကွာစီပါလာခဲ့ပြီးသူ့ဖေဟာပရိုဂရမ်တစ်ခုဖြစ်တာဂရိတ်ဘာကြီးထဲမှာထာဝရဖန်နေသူအနေနဲ့ရှိနေမှသိလိုက်ရတဲ့ဆမ်လည်း Great Program ကို download ဆွဲကဆွဲကြိုးဖြစ်သူ့ level မှာဆွဲထားခဲ့လိုက်ပါတယ်။နောက်တော့ Kevin ရဲ့စိတ်ကူးဆန္ဒတွေကိုအကောင့်ထဲပို့ပေးဖို့အရင်လိုပေးတင်မနေတော့ဘဲသူတို့ရှာတွေ့ခဲ့တဲ့နေပညာနဲ့ကဘာကြီးကိုကူညီဖို့ဆုံးဖြတ်ပြီး Alan ကိုကစားရုံမှာချိန်လိုက်ပါတယ်။နောက်တော့အန်ကွမ်ကုမ္ပဏီကိုသူကိုယ်တိုင်ပြန်ယူဦးစီးရောမယ်ကြောင်းပြောပြီး Alan ကိုဥဒ္ဒရာရူပေးလိုက်ကြောင်းမှတခါရေပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ Great Plan မှာသူပေးထားတဲ့ကိစ္စတစ်ခုကြံနေသေးတာကြောင့်ကိုရောကိုဆိုင်ကနေတင်ခေါ်သွားပြီးနေထွက်ချိန်ရှုခင်းလိုက်ပြရင်လည်းဇလန်းလေးပြီးဆုံးသွားခဲ့ပါတယ်။